ာရှာဗလားခြေစဲပွဲမှာမြန်မာယူဆက်ခွန်အသင်းအတွက်အကောင်းဆုံးခြေစွမ်းကိုပြသပြီးဆွဲတင်ပေးနေတဲ့လူငယ်ခြေပွင့်လေးအောင်တီဟာပရိသတ်များလုံးဝမိန်လာများဝေလူကျော်အိုင်မတ်ကွန်ရှီကောစပေါ့နေရာကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မြန်မာယူဆက်ခွန်အသင်းနဲ့ဒုတာပွားလာမယ်မြန်မာဘောလုံးလုံးအကရဲ့အနာကတ်ကဆေးလုံရှာစရာဖြစ်လာပါပြီအခုမှစပဲရှိသေးတာမို့ခြေကျူးမစောလို့ပဲဒီလိုမျိုးမီဒီယာတွေနဲ့ဝေဝေဆာဆာပေါ်ပြတာကကစားမားတွေအတွက်စိတ်ခွန်အားတော့အကောင်းဆုံးဖြစ်စေမှာပါ ဒေသမလေးတွေရဲ့စူးစမ်းအထုံးမှုကချီချူပြောဆိုမှုတွေနဲ့ကောင်းကောင်းထိုက်တန်နေပါပြီ။ဒါအပြင်မျိုးဆက်ပြတ်နေတယ်လို့ယူဆရမယ်မြန်မာဘောလုံးလောကအတွက်လည်းသတင်းကောင်းပဲဖြစ်ပါရင်မြန်မာဘောလုံးဟာ2015 UNESCO အောင်သူတမ်းပိုင်တော်လောမှာမျိုးဆက်ပြတ်သွားတယ်လို့ပြောမယ်နေတာဖြစ်ပါရင်ကစားမကောင်းတွေဂျားထဲမှာပေါ်လာသေးတယ်ဆိုပေမဲ့အသင်းလိုက်အစုဖွဲ့ကောင်းကစားသမားကတော့မပေါ်သေးဘူးလို့ပြောမှာဖြစ်ပါရင်အခုယူဆက်ကုန်အသင်းကတော့ online ကျင်းလိုက်ကစားမကောင်းတွေအများပြားထွက်ပေါ်လာတာဖြစ်ပြီးမြန်မာလေရင်စင်အသင်းကြီးအတွက်မျှော်လင့်စရာလူငယ်လေးတွေဖြစ်ပါရင်မနက်ခင်းဘောလုံးခွဲချုံနေတဲ့ဒီလူငယ်ကစားသမားတွေကိုတေချာကိူးဆိုင်ပြုစုပြောထောင်ပေးရမှာပါ မြန်မာယူဆက်ကွန်အသင်းအားနောက်ဆုံးကစားခဲ့တဲ့နိုင်ငံလည်းရွေးစဉ်ပွဲလေးပွဲကိုအပြတ်တန်နိုင်ထားတဲ့အသင်းမျိုးဖြစ်ပါရင်နောက်ဆုံးလေးပွဲမှာလေးပွဲစလုံးနိုင်ထားပြီးတွင်းကိုက16ရရှိကပေးကိုကတော့တကိုးပဲရှိတာဖြစ်ပါရင် ရလဒ်တွေကိုချိလိုက်မယ်ဆိုရင်တရုတ်အသင်းကိုနှစ်ဂိုးကုန်ရှိတဲ့နိုင်ထားကအာဖဂန်နစ္စတန်အသင်းကိုတော့သုံးဂိုးတကုန်နဲ့နိုင်ခဲ့တာဖြစ်ပါတယ်။အဲနောက်ဒီဘောကိုလေးဂိုးပြတ်နိုင်ထားလို့အိုမန်ကို2-0နဲ့ထပ်နိုင်ထားတာဖြစ်ပါတယ်။ဒီသင်းတွေကဘောလုံးအဆင့်တန်းမှာမြန်မာချက်မြန်မာတာကြောင့်ဒီလိုနိုင်ခဲ့တာတွေကအထင်ကြီးကြပါ။မြန်မာပြည်သက်တွေအားလုံးရဲ့စိတ်ဝင်စားမှုကိုရခဲ့တဲ့ပွဲကတော့နောက်ဆုံးကစားခဲ့တဲ့အိုမန်ရဲ့ပွဲပေါ့။မြန်မာပြည်သက်တွေကအိုမန်ကိုလွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကမြန်မာလေးစင်နဲ့ကန်ခဲ့တဲ့အသင်းဖြစ်မှတ်မိကြပါပါ။ကမ္ဘာ့အခြေစစ်ပွဲမှာဖြစ်ပြီးမြန်မာအသင်းကအိုမန်အသင်းကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ရှုံးနိမ့်ခဲ့ချိန်မှာမြန်မာပြည်သက်တွေကကွင်းထဲမှာတောင်းချမ်းခဲ့ကြပြီးပစ္စည်းတွေကိုလည်းဖျက်ဆီးခဲ့ကြပါတယ်။ဒါက ကြောင့်လည်းဖီဖာရဲ့အပြစ်အပေးအရေးယူခြင်းကိုခံရရတာဖြစ်ပါရင်အခုတော့ယူဆက်ကွန်အသင်းကမြန်မာလူရေးစင်အသင်းကြီးအတွက်အုံမန်ကိုလည်းစားချေပေးလိုက်ပါပြီမြန်မာပြည်သူတွေကလည်းဒီပွဲမှာကွင်းလုံးပြည့်အားပေးခဲ့ကြပြီးတာဝန်ကျေခဲ့ကြပါရင်မြန်မာအကစားသမားတွေဟာအသင်းလိုက်ဆွေးနွေးမှုကောင်းကောင်းနဲ့လုံအားလုံးကောင်းကောင်းကြိုးစားပမ်းသာကစားခဲ့ကြတာဖြစ်ပါရင်မြန်မာလူငယ်အသင်းဟာအောက်စုဝဲကစားဖို့တပွဲတာကျန်တော့ခြင်းအာရှယူဆက်ကွန်ခြေစစ်ပွဲအောင်မြင်ဖို့ရတဲ့အကောင်းဆုံးလာလာမှာရှိနေပြီဖြစ်ပါရင်အုံမန်ရဲ့ပွဲမှာပွဲစဉ်အကောင်းဆုံးကစားမှုဆုကိုတော့အသင်းကောင်းဆောင်အောင်တီဟာကရရှိခဲ့ပါရင် အောင်ဒီဟာအာရှယူဆက်ကွန်ခြေစဉ်ဝဲမှာသုံးပွဲကစားပြီးချိန်အတွင်းကနေကိုဂိုးဖန်တီမှုနဲ့ချိန်နဲ့အကောင်းဆုံးကစားမစုကိုနဲ့ချိန်ရရှိထားသူလည်းဖြစ်ပါရင်မိမာတွေကတော့သူ့ကိုအရန်ချီခေါ်ယူနေမယ်ဆိုတာအသေးချာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီလီကတော့ပါပဲနောက်နေ့မှာလည်းအကစားတွေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ဒီကို like and follow လုပ်ပြီးဒီဗီလီကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ